ရိသတ်များအားလုံးပဲမင်္ဂလာပါပရိသတ်များအားလုံးကိုဝင်းဝါရိုရဲ့ Bami's Friend YouTube Channel ကနေကြိုဆိုပါရစေ။ဝင်းဝါရို Channel ကနေချစ်တော်ပရိသတ်တို့အတွက်ဇာလံကောင်းများစွာတင်ဆက်ပေးလျက်ရှိနေပါသည်။ဒီနေ့မှလည်းပရိသတ်ကြီးအတွက်ဝတ္ထုတို့တစ်ပုဒ်တင်ဆက်ပေးကြပါသေးတယ်။ဇာလံလေးရတော့စာရေးသူ Grace ရဲ့မောက်တလွဲစိတ်မလေးဆိုရယ်ဇာလံလေးရဲ့အဆဆုံးပဲဖြစ်ပါသေးတယ်။ဇာလံတို့ပေမဲ့လည်းပရိသတ်တွေအကြိုက်တွေးမယ်လို့လည်းယုံကြည်ပါရဲ့ရှင့်။ဇာလံလေးကိုနားဆင်ပေးပါနော်။ စပွဲပိုင်းတစ်ခုကိုခွန်ဆက်တော့ကော်ဖီခွက်နဲ့ကိတ်မိုးချပေးရင်သူ့ရဲ့ဆိုင်ရှိကိုအကြည့်ရောက်သွားတယ်။မိမငယ်လေးတဦးကစပင်လေးကိုစုထုံးထားပြီးကြောပေါ်လွယ်အိတ်ထရတစ်ခုခုကိုနှိုက်ယူနေတယ်။ဒါပေမဲ့မတွေ့သေးပုံပေါ်တယ်။ထို့သောပစ္စည်းတစ်ခုကိုရှာနေရင်းနဲ့လွယ်အိတ်ထဲကိုငုံကြည့်အခိုက်ဆိုင်ရှိကမှန်းနကားနဲ့နှစ်ဖို့တိုက်မိသွားတယ်။သူမနှစ်ဖူလက်နဲ့ဆန်းကြည့်ရင်မှန်ကိုစိတ်တူသွားတယ်လို့နှစ်ဖူကြော်လေးရှုပ်သွားတယ် ခွန်ဆက်တော်တကားဖွင့်ပေးကမှသူမမျက်နာဆက်ဖြီးဖြီးလေးဖြစ်သွားရင်ကျေးဇူးနော်သူမကျေးဇူးစကားဆိုရင်ကြော်ပွန်းလွယ်ရေးထရာပစ္စည်းကိုရှာကြံနေသေးတယ်အဲဒီနောက်လက်ထရာဖုန်းကိုကောင်းနာပေါ်တင်ပြီးလွယ်ရေးထရာပစ္စည်းအချို့ကိုလည်းတခုချင်းစီကောင်းနာပေါ်တင်ထားလေးတယ်ခွန်ဆက်တော်သူမကိုကြည့်ရင်စိတ်မသက်မသာဖြစ်နေရတယ်ထို့အကျဲသူမဖုန်းတန်နေမြည်လာတယ်အရေးထဲမှာဖုန်းကလာနေရသေးတယ် သူမညင်းညူနေချင်းခွန်ဆက်တော့ဖုန်းကိုလှမ်းကြည့်လိုက်တယ်။ဖုန်းကွန်းတက်မှာမှတ်ထားတာကအဆုပ်ကလုံးမာတဲ့သူရေချင်စိတ်ပင်ဖြစ်သွားတယ်။ဟယ်လိုဗါလေသူမဖုံးပြန်ဖြေရတဲ့အလွန်ကျဲနေပြီလူတချို့ရဲ့ကြည်ဟာသူမစီကိုကြားရောက်လာတယ်။ဒါပေမဲ့လည်းသူမကတော့မလျှော့တဲ့အတန်အနေထားနဲ့ပျော်မြေပြောနေရဲ့။ဗါဘလက်ကော်ဖီဟဲ့လား။အေးအေးဝယ်လာခဲ့မယ်။သူမဖုန်းချလိုက်ပြီးလွယ်ထီးရပစ္စည်းလဲရှာတွေ့သွားတယ်။ထိုအရာကပတ်စံအသေးလေးပါ။ ်အကို အမေရိကန်နိုကော်ဖီနှစ်ခွက်ပေးပါဖျားစိုးစိုးကညမပြောနေရဘလက်ကော်ဖီလိုကြားလိုက်သလားလို့အာဟုတ်သားပဲမှားတော့မလို့ဟဲ့ဘလက်ကော်ဖီနှစ်ခွက် ူမလေးကသွားဖြီးပြနေပါကအပြစ်ကင်းစင်တဲ့ကလေးပမာအပူပင်မရှိပွန့်ပွန့်လင်းလင်းပြောနေတာကိုမြင်ရတာကကြင်နူးစရာပါသူမရဲ့နာမည်လေးကိုမသိစိတ်ထင်ဟာသိချင်နေမိရဲ့သူမရဲ့ပုံရိပ်ရောင်တွေကမျက်လုံးတွေကမထွက်ညနေဆောင်တော့ဆိုင်ပိတ်ပြီးအိမ်ပြန်ဖို့ဘတ်စကားဆောင်ပါတယ်ဘတ်စကားရောက်လာတာမှကားပေါ်ခြေချလိုက်တာနဲ့မနေ့ကတွေ့ခဲ့ရတဲ့ကောင်မလေးကပတင်းပေါင်တာအိမ်မော်ကြနေတယ် သူသူမရဲ့ဘေးနာမတိမတာဝင်ထိုင်လိုက်တယ်။ဘတ်စကားနေငယ်ခြိုက်လိုက်တာမို့သူမရဲ့ကောင်းလေးကသူ့ပခုံးပေါ်ကျလာ යි ။သူမရဲ့ကောင်းလေးကိုမတွန်းထုတ်ရက်ပါ။ဘလောက်လုံးတည်းပင်မနေလို့များအေးအေးပြရတယ်လဲစဉ်းစားနေမိတယ်။သူမအိတ်နေပုံလေးကတမျိုးဆွဲဆောင်မှုရှိတယ်။ခွန်ဆက်တော်ရဲ့ကားမိုက်တန်ရနောက်ဆုံးမှာဒါပေမဲ့လည်းသူမဆင်ရမယ်မှတ်တမ်းရမြေတိဟာမှမသိသေး။သူမကတည်ရင်မှမလို့ပဲအိတ်နေရဲ့။ညမညမဘမဆင်းပါလဲ။ ူမကောင်လေးပြန်ထောင်လာပြီးခွန်ဆက်တော်မျက်လုံးဝမ်းဝိုင်းလေးနဲ့တအံ့တော်ကြည့်နေတယ်။အဲနောက်ပတင်းပေါက်ကနေအပြင်ဘက်ကိုကဲကြည့်လိုက်တယ်။ဟာသွားပြီမှတ်တိုင်ကျောလာပြီ။ကိုလည်းမင်းအိတ်နေလို့မနှိုးလိုက်တာပါ။ပြီးတော့ဘမဆင်းမလဲဆိုတာမသိဘူးလေ။ကျေးဇူးပါကိုရဲ့အခုဘလို့လုံရမလဲမသိတော့ဘူး။တလော်လောက်ပါလား။ကိုမင်းကိုပြန်လိုက်ပို့ပေးမယ်လေ။နေဝင်နေပြီဆိုတော့မိန်ကလေးတောက်တဲ့ပြန်မမသိတော့ဘူးအဲ့ဒါဆိုရင်တော့အခုကိုကျေးဇူးတင်ရတော့မယ် သူမနဲ့အတူတူကားပေါ်ဝါဆင်းပြီးသူမရဲ့အိမ်လန်တိုင်းရှောက်လာခဲ့တယ်။သူမရဲ့မျက်နှာတစ်ခုလုံးပန်းလူရောင်တန်းနေတယ်။ဘာကြောင့်မှမသိဒီလူလဲကြမှာသူမစိတ်တွေကြောက်ကြရဖြစ်နေရတယ်။ညမနာမည်ဘယ်လိုခေါ်လဲ။အခုနာမည်ကခွန်ဆက်တော်ပါ။ညမနာမည်ကတိခင့်တွေပါ။ဩတိခင့်လိုပဲခေါ်မယ်နော်။ဟုတ်ရပါတယ်။သူမနဲ့စကားပြောရင်တဖြည်းဖြည်းပုံရှင်းလေးလာရတယ်။ခွန်ဆက်တော်တရင်တနေဆက်ဆက်စကားပြောကြည့်တော့သူမလေးဟာရှိုးသားသူတယောက်ပါ။အရှိအတိုင်းအမှန်တိုင်းအဟုတ်တိုင်းပြောရင် ်သူမအိမ်သာရောက်တဲ့အထိစကားမရှိ စကားရှာပြီးခွန်ဆက်တော်ပြောလိုက်အကိုအိမ်ထိလိုက်မပိုးနဲ့တော့နော်ဒီလောက်ဆိုရပါပြီအကိုကျေးဇူးတင်ပါတယ်တခေကကိုကိုကျေးဇူးကြီးပဲသွတ်တင်နေရအိမ်ရှိထီအောင်လိုက်မပိုးခိုင်းမဟုတ်ပါဘူးကဲပါကိုကစတာပါမင်းသွားတော့လေသူမခေါင်းလေးညိတ်ပြီးတော့အိမ်ထဲဝင်သွားခဲ့ပေမဲ့ခြေလန်းနေရနောက်ပြန်ဆုံးလိုက်ပြီးခွန်ဆက်တော်ပြန်သွားပြီလားဆိုပြီးပြန်ကြည့်လိုက်တယ်သို့တော်ခွန်ဆက်တော်ကမပြန်သေးပဲသူမကိုကြည့်နေသေးတယ် တခင်တွင်ရှက်သွားပြီးနှက်ခမ်းလေးပေါ်လဝါလေးအုပ်ခါအိမ်내အတင်ပြေးဝင်သွားလေရဲ့ထိုမူရလေးရခွန်ဆက်တော်ပြုံးစေခဲ့တယ်။တမီမထသေးဘူးလားတခင်တွင်မမေခေါ်နေရဘာလို့ပြန်မထူးပါလဲထတော်ဆိုနေတုံးဆန်တိုင်းအလုံနိုင်ရဲ့ဆိုရင်မမေရဲ့နိုးဆက်တန်အမြဲလူလူကြားနေရတယ်။တခင်တွင်အိမ်ရရဲ့လူလည်ရင်မျက်လုံးမဖွင့်နိုင်ပေရေရှိုးကန်းထဲဝင်သွားတယ်။မျက်နှာကိုဆေးကြောတန့်စင်ပြီးတကွေတန်ရှင်လှုပ်ပြီးခါမှလန်ဆန်းသွားတယ်။တမီဈေးသွားဝယ်ပေးအောင်နော်။ မမေမအားလို့အဲ့ဆိုင်ရဲ့ထဲမှာအကုန်ရေးထားတယ်။မလဲစားလည်းအပြစ်မှစားလိုက်နော်။ဟောမမေရလည်းနားရည်လေးကိုအေးစိမနာရအောင်ဟွန်းမမေပေးရဲ့ပတ်စံနဲ့စာရွက်ကိုယူရင်သူမပြည့်ရည်ပြင်းတွဲနဲ့စူပါမားကတ်ဘက်ကိုလှမ်းလာခဲ့တယ်။ပတ်ဆက်ထဲရောက်တဲ့ရရပြောရင်ညင်းညူနေတယ်။နှစ်ချက်ကိုနားနဲ့ဖက်မှာတက်ပြီးဖုန်းအင်ဂျီအိတ်ထဲထဲကတချင်းမြူးမြူးလေးနဲ့လှုပ်ရနေရဲ့ ကုံဆုံဆိုင်ထဲဝင်သွားပြီးဈေးဝယ်ခြင်းကိုဖေးချပြီးဝယ်ရမယ့်ပြည်စီပဲကြည့်ရင်မုတ်ထုတ်တေစီမျက်စိရောက်သွားတယ်။သူမမုတ်တွေရွေးရင် overtin ဘူးကိုယူတဲ့ခိုက်တဆုံတယောက်ကလည်းထိုဘူးကိုလှမ်းယူရင်နှစ်ယောက်သာတိုက်ဆိုင်သွားတယ်။ဟာဒါကျမရှင်ယူတာနော် ။သူမပြောရင်မောကြည့်လိုက်တော့ခွန်ဆက်တော်ဖြစ်နေတာမို့အံ့ဩသွားရတယ်။သူမရဲ့လက်ပေါ်ကထိခိုက်မှမီးတဲ့လက်ကိုမဖြုတ်သေးပဲသူမရဲ့မျက်လုံးလေးကိုအနီးကပ်ကြည့်နေမိတယ်။ပလဲလုံးလေးလိုမျက်လုံးတွေနဲ့နှက်ခမ်းပူရောင်နှက်ခမ်းလေးကအသက်ဝင်နေရဲ့အရှုံးမာလေးလားပြောရဲရှာမရှိအောင်လှချင်တိုင်းလှနေရဲ့။သူမရဲ့အလှကကြကြကြည့်လေးစိုက်ကြည့်လေးအကြီးမခွာရဲအောင်လှလုံးပါလေ။သူမလက်ကရုတ်တရက်ပြန့်ယုတ်ပြီးရှက်တလို့ခေါင်းလေးငုတ်ထားတယ်။မင်းယူမို့မလားရှူလိုက်လေကိုအချားဟာပဲဝင်လိုက်တော့မယ်။ အကို့ကိုအားနာစရာရင်အကို့ပဲရှူလိုက်ပါဒီလိုလုံးနေရင်နှစ်ယောက်စလုံးမရှူရပဲနေမယ်မင်းရှူလိုက်ကိုကကြည့်အောင်ပါသူမကပြုံးပြရင်လည်း overtin ဘူးကိုရှူပြီးဈေးချင်းနဲ့ကိုထဲ့မယ်ဟု၍နောက်ပြန်အလှည့်ဈေးချင်းကအဝေးမှာကြံ့နေခဲ့တယ်ခွန်ဆက်တော်မမြင်အောင်သူမရှုံ့မဲ့အန်ကျင်ရင်ဆွဲချင်းစီကိုပြေးသွားလိမ့်ရင် သူမနဲ့တွေ့ရင်ခွန်ဆက်တော်အမြဲပြုံးရတယ်ဒီတခါလည်းပြုံးပြီးပြန်တယ်အဲ့နော် သူမလည်းမမေမားရဲ့ဈေးရအကုန်ဝယ်ပြီးကောင်နာရှေးချပြီးပတ်စံရှင်မဟန့်ပြင်လိုက်တယ်။ဟောတော့မမေပေးရဲ့ပတ်စံဘယ်ရောက်သွားပါလဲ။ဒုက္ခပဲထွက်ကြံခဲ့ပြီးချင်တယ်။ဘာနဲ့သွားရှိရတော့မှာလဲ။သူမမလည်းပတ်စံရင်ပါမလာတာမို့ဒုက္ခပတ်နေရင်ထိုရဲ့ချင်းခွန်ဆက်တော့အနာရောက်လာရင်ညီမရေအကုန်လုံးပေါင်းရှင်းမယ်။ဒီညီမယူထားတဲ့ဟာတွေပါ အကုန်တက်ပြီနော်။ခွန်ဆက်တော့ကခစ်သင်းတွေဝယ်ထားရတဲ့ဟာအကုန်စိုက်ပြီးပတ်စံရှင်းပြီးရင်အခုရပါတယ်။နောက်မှပဲလာပဲတော့မယ်။စိုက်မရှင်းပါနဲ့။ မင်းကဒီပစ္စည်းတွေရှူပြီးပြန်ထားပေးမလို့လားဟမ်နောက်မှပြန်ပေးပေါ့လလောဆယ်ကိုချီးရလို့သဘောထားလိုက်။သူမရဲ့တလွဲတချော်ဖြစ်ရက်ကအမြဲတမ်းလူလိုမှုခွန်ဆက်တော်အမတ်ရနေရဲ့။သူမခုလိုဖြစ်လာမယ်ဆိုတာကိုလည်းကြိုသိထားခဲ့တယ်။ခေတ်သင်းတွေမိခင်စရာအဆူမခံရဖို့ရေခွန်ဆက်တော်စရာအကူအညီရှူတာပို့ကောင်းတယ်။သူမလည်းဆက်မငင်းတော့ပဲနဲ့လက်ခံလိုက်တယ်။ခေတ်သင်းတွေမမေကိုဟင်းချက်လာကူအောင်ဟမ် ဈေးဝယ်တာပြောင်းရောက်ရောက်ချင်းမဲ့သူမဖုန်လေးကြည့်ရုံရှိသည်မမေးရခိုင်းတန်အားထွက်ပေါ်လာပြန်နေသူမအန်ဟုပြီးပြန်ပြောခဲ့ပေမဲ့လေအယုံကဖုန်နဲ့ရှောင်နေရင်သူမနဲ့ခွန်ဆက်တော်တို့နှစ်ယောက်ဖူးစာပမပါကိုတွက်ချက်ကြည့်နေခြင်းဖြစ်တယ်။ဟဲ့ခစ်တင်တွင်ငါခေါ်နေရမကြောက်ဘူးလားဟမ်ဘာလုပ်နေရလဲအဖုန်ကြည့်လို့မဝသေးဘူးလားဟဲ့အားလာပြီလာပြီသူမတွက်ချက်လို့ပင်မပေးသေးမမေးစီတန်ပြေရတယ်အဲ့မှာစက်သားအောင်မှွေလိုက်အောင် မမေမင်းငေါ်ပြရဲ့ချက်သားအိုးကိုရှောင်းမနဲ့အသက်ကိုမှွေနေရဲ့ခစ်တင်တွေဟဲ့အမလီခစ်တင်တွေရဲ့ဇုံးနဲ့မှွေခိုင်းတာကိုဘယ်နဲ့ရောင်းမရင်းနဲ့မှွေနေရလဲလုံးလိုက်ရင်ဘာမှမသိဘာမှမတက်တဲ့ပုံနဲ့တူလဲတချော်ကြီးပဲသွားငါနာမလားနဲ့သူပဲခေါ်ပြီးပြန်နေထုံနေခစ်တင်တွေကပွားစီပွားစီပြောရင်မိဖို့ကြောင့်နေရပြန်ထွက်လာခဲ့တယ်အနာဖူးစာပါမပါပြန်တွက်နေပြန်နေကော်ဖီဆိုင်ရှိရမှန်ပြင်းကိုတုံရင် ဖုန်းစိတ်ဝင်စွာငုံကြည့်လာတဲ့ခေတ်သစ်တွေကိုခွန်ဆက်တော်မြင်သွားတယ်။သူမရှေ့မကြည့်နောက်မကြည့်ရှောက်လာရင်အရင်လိုခေါင်းထဲမှန်တကားစောက်မိရောမလို့ဖြစ်သွားပေမဲ့ခွန်ဆက်တော်လက်နဲ့ကပေးလိုက်တယ်။အေးသူမနောက်လက်ချင်ခွန်ဆက်တော်ရှိနမောနမဲဖြစ်သွားတာမို့တအားရှက်သွားရတယ်။အထူးသဖြင့်သူနဲ့တွေ့ရင်တလွဲရဖြစ်နေတဲ့တဲ့ဖြင့်ဘယ်ဘဲရှင်အောင်ကခုန်လုံးနေတတ်သေးရဲ့။သူရဲ့အကြည့်ဝေးအောင်အရေးပြောလို့နေပါဖြစ်ရတယ်။မင်းကိုကြည့်လိုက်ရင်အမြဲနမောနမဲနဲ့ အဲ့လိုပြောပြီးတကားလေးဖွင့်ပေးလေတယ်ခစ်တဲ့တွင်ထိုင်းကုန်မော်ထိုင်းရင်ဖုန်းကမျက်လုံးနဲ့မခွာ သူမနဲ့ခုံးဆက်တော်ကိုဘေးရင်တွက်ချက်နေခြင်းဖြစ်တယ်။ဟော်ဂိနေရစာရီကိုတစ်ခုပြီးတစ်ခုလိုက်ဖက်နေခြင်းဖြစ်တယ်။ခုံးဆက်တော်ကော်ဖီတစ်ခွက်နဲ့ကိတ်မုတ်ပကံကိုသူမရှိချလိုက်ခြင်း။အနောက်သူပါသူမရှိထိုင်နေရင်သူ့ပြင်မဲ့သူ့ကိုတတိမထားမိသူဟာခစ်တဲ့နေပါ။ဖုန်းကြည့်ရင်လည်းကော်ဖီတောက်ရင်ခွက်ကိုလှမ်းလိုက်စဉ်ကော်ဖီခွက်အစားပန်အိုးကိုလက်ထဲထည့်ပေးလိုက်တဲ့ခုံးဆက်တော်။သူမလည်းအယုံကဖုန်းနဲ့ရောက်နေတာမို့ပန်အိုးကိုကော်ဖီခွက်တင်နဲ့တောက်ရင်နှခမ်းသာရောက်ခါမှတတိထားမိသွားတယ်။ ကိုဆက်တော့သူမကိုကြည့်ရင်ချုပ်ထားတာကပင်အသက်ထွက်အောင်ရှိမိတယ်။သူမလည်းပန်းအိုကိုပြန်ချကရှယ်ရန်ရှမ်းပီးရှိနေတယ်။ခစ်တဲ့ဖုန်းထဲမှာဘာစိတ်ဝင်စားစရာရှိလို့အဲ့လောက်ကြည့်နေရလဲ။မမမရှိပါဘူး။မလိမ့်နဲ့နော်။မင်းဆိုင်ထဲဝင်မလာခင်ကဖုန်းကိုတဲကြည့်မဲကြည့်ကြည့်နေတာ။စိတ်ဝင်စားစရာဆိုနေပြပါဘူး။အာဘာမှမရှိပါဘူးဆိုအကူကလေ။သူမငိမ့်နေတဲ့လောက်စွန့်ညင်ပြီးကိတ်မုံလေးကိုဇွန်လေးနဲ့စားကြည့်နေတယ်။ဟိုးကိတ်မုံရတာအရန်ကောင်းတာပဲ။မင်းကြိုက်ရလား။ อืมใส่จ้ะမင်းကြိုက်တယ်ဆိုရင်ကိုဆိုင်အောင်အမြဲလာလေအဲ့ဒါဆိုရင်ကိမ့်မို့အလကားကျွေးမယ်ဘယ်လိုလဲတကယ်လားလာရမှာပေါ့အကူကအလကားကျွေးမှာဆိုတော့ပယ်လက်လုခံလို့ဖြစ်ပါမယ်ခစ်သည့်တွေပြုံတုံတုံရှုံနှောင်းနှောင်းလေးပြောနေတာကိုကြည့်ရင်ခွန်ဆက်တော့ပီတိဖြစ်နေပါရဲ့ဩမေးတော့မလို့ဟိုနေရအကူစိုက်ပေးထားရဲ့ပတ်စံပေးရအောင်ပါလေရပါတယ်မပေးနဲ့တော့ကိုကမင်းကိုနှောက်နေတာပါကုညီရလို့သဘောထားလိုက်ဟာမဟုတ်တာကိုကလေမင်းပေးမယ်ဆိုရင်ကိုကိမ့်မို့အလကားမကျွေးတော့ဘူးနော်ဟာ အဲ့လိုလုံးလို့မရအောင်လေဒါဆိုမပေးတော့ရှိသူမတော်ရန်လေးပေါ်အောင်ရှေပြနေပုံလေးရချွတ်စရာကောင်းတယ်လို့ရှင်ခုံဖွေရလေးပါသူမနဲ့တွေ့ရတိုင်းပြုံးပြော်ရတယ်လို့ရှင်နေခန်းစားချက်တွေကိုဖွင့်ဟပြောချက်လာမိတာကိုမြို့သိထားရတယ် ်ဒီနေ့မှခေတ်သစ်တွင်မမန်တီးအောင်ကောင်းဝင်လေးကိုတသားနာနာဝှက်ပြီးမိကအနေငယ်လိမ့်ချေကခွန်ဆက်တော်ရဲ့ကော်ဖီဆိုင်ကိုလှမ်းလာခဲ့ပြန်တယ်ခရိုင်နဲ့မတူပဲသူမကိုသူမပူယုံကြည်မှုရှိနေတယ်လို့ခွန်ဆက်တော်သူမလှောက်ကြွေစင်းသွားမှကိုကျင်းသေးပေါင်းမျှော်မှန်းနေတယ်တောင်မြေဖက်နယ်လေးနဲ့တလန်ချင်းလှမ်းရင်ကော်ဖီဆိုင်ရှေ့ရောက်လာခဲ့တယ်။သို့တော်ခွန်ဆက်တော် ကော်ဖီဆိုင်ကပိတ်ထားတယ်။ဟော့တော်လာလာပါပါဝင်လာရင်နေမှာစိုက်ပိတ်ထားရတဲ့တိုးနေတဲ့ဒုက္ခပဲ သူမဆိတ်ပြက်ပြီးအိမ်ပြန်လာခဲ့ရတယ်။ခြေလန်းနေဟာအရှင်လိုပေါပေါပပမဟုတ်ပဲလေးပင်ထုံမိုင်းနေရင်ခဲ့သွင်းနေခန်းနေအောင်ပြီးဇလန်းတွဲရင်ကြီးကမုတ်တေဆိုင်ရင် အချိန်ဖြုံးနေလိုက်တယ်။နေမအိမ်ညာမအိမ်ဇလန်းတွဲရင်ကြီးရောင်မှုမျက်ကွင်းနေညိုမဲနေရင်မေမေကတားမြင်လဲမရ။ရက်ရှည်ပိတ်ရရထားတာမို့အခန်းထဲကမထွက်တဲ့ပြင်ရေမချူးတာလဲတည့်ရမကတော့ပါ။ကောင်းရားပြေမဲ့မရှင်အောင်စပင်ဆုပ်ွားနဲ့အင်းချီဖျို့ဖျဲပေါပွားရင်နဲ့လမ်းထိတ်ကိုမုတ်ဝဲဖို့ထွက်လာခဲ့တယ်။ ခေတ်တွင်ညီးပုံစံကလင်းသေးမုတ်ဆိုးမှကြာနေရပဲအပြိုလေးဖြစ်ပြီးဒီလိုနေစရာလားဟမ်သူမဘာမှပြန်မပြောပဲမမေ့ရစကားကိုလစ်လျော်ရှုကထီကောက်ကိုပခုံးပေါ်ချိန်ပြီးလမ်းတိတ်ကိုထွက်လာခဲ့တယ်နေပူရာမို့ထီဖွင့်ဆောင်းပေမဲ့လည်းအလုံးရှုပ်တဲ့အတွက်ပခုံးပေါ်မှာချိန်ထားလိုက်တော့တယ်မေဆင်းနေရဲ့မျက်လုံးအာတင်းဖွင့်ရင်လက်အောင်တက်တက်ရှောင်းလာခဲ့တယ် ူမမုတ်ထုတ်တွေဝယ်ပြီးကျွတ်ကျွတ်အိတ်တွေထည့်ပြီးလက်ကဝတ်မှာဆွတ်ထားတယ်။ဒီကြားရဲ့ဖနက်ကပြတ်သွားတာမို့အမိုက်ပုံမှာလွတ်ပြေးခဲ့ပြီးခြေပြောင်လျှောက်လာခဲ့တယ်။သူမပုံစံကလုံးဝပြင်းပြင်းထန်ပုံစံဖြစ်နေပြီးစိတ်ပြက်ညင်းမွေးဝယ်ကောင်းနေပါတယ်။ဟဲ့ခစ်တဲ့ ူမခုံပုတ်ပြီးနောက်ကနေခွန်ဆက်တော်ရောက်လာခဲ့တယ်။သူမမျက်နာပင်နာထမှန်မသိအောင်ရှက်ပြန်တယ်။သူမပုံစံကိုကြည့်ပြီးစိတ်ပြတ်သွားသလားလဲစိုးရိမ်နေ။ပခုံးပေါ်ကအထီကိုအ мян ရှူပြီးလက်ကဝက်ကကြွကြွအိတ်ကိုလည်းလက်နဲ့ကင်ထားတယ်။ရှုပ်ပွားနေတဲ့စပင်ကိုလက်နဲ့တက်ပြီးမျက်လုံးကိုရုံးကန်ဖွင့်ထားလိုက်တယ်။ခစ်တဲ့ဘေးကပြန်လာတာလဲ။ဟိုလမ်းထိပ်ကအကူကရောဘလို့လို့ဒီကိုရောက်လာတာလဲ။ခွန်ဆက်တော်ကိုရက်ွက်နဲ့သူမကိုရက်ွက်ကအလံဝေးတယ်။ဘာကြောင့်ဒီကိုလာလဲဆိုတာမသိ။သူမတက်တော့ကန့်ဆိုးမှုမောင်ကြာသွားတယ်။ အလားပြင်ထားရဲ့အချိန်မှမတွေ့ဘဲရိုးစိုးပန်းဆိုးဆော့ဆုပ်ပြက်ပြက်ဝှက်ထားရဲ့အချိန်မှလာတွေ့ရတာမို့လို့ရှက်လွန်းလွန်းသေးခြင်းနဲ့အထိပါပဲကိုကအသေးတယောက်စီလမ်းကြုံဝင်တာပါကွန်ဆက်တော်ပြန်ဖြစ်ရင်းနဲ့သူမချရောက်ကိုမြင်သွားရင်ခစ်တဲ့မင်းဖနဲ့မပါဘူးလားအော်ဟိုဖနဲ့ပြက်သွားလို့နှုတ်ပြက်လိုက်တာဒါဆိုကိုဖနဲ့စီးသွားလေအာမဟုတ်တာခရဲ့အင်အားရောက်တော့မှပဲအကိုမပေးပါနဲ့ ကွန်ဆက်တော်ကဘလို့မဆက်မပြောပဲဒူတဖက်ထောက်ကထိုင်ချလိုက်တယ်။အနောက်သူ့ရဲ့ရှူဖက်နဲ့ကိုချွတ်ပြီးသူမရဲ့ဖက်ထက်မှာဆွေးပေးလိုက်တယ်။ရှူဖက်နဲ့ကျွန်းလေးကိုချီးရင် သူမကိုမော်ကြည့်လာရဲ့ကွန်ဆက်တော်ကြည့်ပြီးကိုသူမမရှောင်ဖယ်နိုင်တယ်လို့ယူလောက်တဲ့အထိဆွဲလန်းရတယ်။သူမရဲ့စကားအတန်လေးသူ့ရဲ့အကြည့်လေးတွေကရှင်းဖို့စရာပါ။သူမရဲ့နှလုံးသားတစ်စုံကတဖြည်းဖြည်းသူ့ပေါ်ပေါ်ရင်းရှိနိုင်လာမိတယ်။ခစ်တဲ့တွင်တမိလောင်ဖဖေးကိုပြောစာရှိတယ်။ ခေတ်တွေဖေဖေခေါ်တဲ့ကြောင့်အေဂန်နီကဆိုဖာပေါ်ဝင်ထိုင်လိုက်တယ်ဖေဖေကသူ့မပုံစံကိုမျက်လုံးထဲကအမြင်ဆူးနေပေမဲ့ပြောရမယ့်စကားကိုရှေ့ဟူသားစကားချလိုက်တယ်ဖေဖေနဲ့မေမေကသမီးရှင်ရဲ့အတွက်အားလုံးဆွေးစင်ထားတယ်မနေ့ပြန်သမီးနဲ့လက်ထိပ်ရမယ့်သူအိတ်လာလိုက်မယ်ဟမ်အော်သမီးကိုလက်ထပ်ချင်ဦးနော်ဟင့်အင်းဘာလို့အဲ့လောက်ငင်းနေရလဲညီမချစ်သူရှိလို့လားမိခင်ကဝင်ပြောခြင်းဖြစ်တယ်မရှိပေမဲ့သမီးချစ်ရတဲ့သူရှိနေပြီသမီးသူနဲ့လက်ထပ်မှာ ဖဖေတို့ပေးစားရတဲ့သူမရှူနိုင်ပါဘူးအကိုကကကိုစိုက်တဲ့သူရှူလို့ရရခဲ့မိဘပေးစားရခဲ့မဟုတ်တော့ဘူးတမိမရှူနိုင်ဘူးအမက်လေးညီလိုပေါပေါနဲ့ပေါပေါစားရတဲ့သူကလက်ထပ်ပေးမှတိမှာမရဘူးငါတို့ပေးစားရတဲ့သူရှူဖို့ရှူရမယ်မမေတို့အဲ့လိုလုပ်နေတမိထွက်ပြေးမှာနော်ငါတို့လာချင်းချောက်မနေနဲ့ညီလက်ထပ်ဖို့သာကောင်းနေထဲတာဒါပဲမမေကစကားပြက်ပြက်ပြောပြီးဖခင်လက်မောင်းတနည်းအောင်ဆွဲခေါ်သွားတယ်။သူမဆူဖာပေါ်ခြေပြင်းလက်ဖြစ်ထိုင်ရင်းနဲ့ခွန်ဆက်တော်နဲ့ဝေရတော့မှလာဆိုထိတ်နေတယ် ရင်ထဲမီးလိုပူလာရတယ်။စင်စားရလုံလို့ခေါင်းနေပူထူလာတယ်။သူမတညလုံးနဲ့မအိတ်နိုင်ခဲ့ပါ။မနှက်ပြန်မမေတို့ပေးစားရသူကိုတွေ့ရင်အပြက်ညင်းမယ်လို့လည်းအာတင်ထားတယ်။သမီးဒီမှာအဲ့တဲ့ရောက်နေပြီဆင်းလာတော့လေ။သူမအိမ်မနေရင်အဝတ်စားနဲ့ပဲမပြည့်မဆင်းပဲခြေတံကိုဝုံတိုင်းကျအောင်လှေကားတစ်ကနေဆင်းလာခဲ့တယ်။ဧကန်ထဲဝင်လာရဲ့ချိန်မှာ ူမမျက်လုံးနဲ့ကြွကြမတ်တဲ့ပြူးကျဲသွားရတယ်။သူမလည်းလက်ထက်ရမယ်ဆိုရဲသူကခွန်ဆက်တော်ဖြစ်နေမှမယ်တကယ်ထင်မှားခဲ့ပါ။သူမကြိုက်ရုံလိုအေးခဲသွားရတယ်။တမီလာထိုင်နေယူမယ်ဟမ်လူကြီးရဲ့ရှိမှသူမနှုတ်မှတရွဲ့ရေပြောထွက်လာတယ်။တို့ပေမဲ့လေထိုးရာကိုသူမတတိမထားမိပဲမျက်မိုးနေရခွန်ဆက်တော်စီရောက်နေရဲ့။တမီဘာရေပြောနေရလဲကိုခွန်ဆက်တော်ကိုလက်ထက်မှာမိခင်ကမနေရအသက်ကုန်ညင်းထားရဲ့သူကချက်ချင်းလက်ထက်မယ်ဆိုတော့အံ့ဩသွားတယ် တမိတကယ်ပြောနေရလားတကယ်သူမအယူတောင်းလို့ကြောက်ရွံ့လို့မတုံမလို့စကားပြောနေတာကိုလူကြီးပြီလန့်နေရယ်ခွန်ဆက်တော်လဲသူမဖြစ်နေရအောင်ကြည့်ပြီးမတက်မတာဖြစ်နေရယ်အဲဒီနောက်လူကြီးပြီကိုခွန့်တောင်းပြီးသူမလက်ကိုဆွဲက channel ဆင်းလာခဲ့တယ်ထိုအချိန်ဒီသူမကြောက်ရွံ့လို့ဖြစ်နေတော့ခစ်တဲ့ခစ်တဲ့သူမအတန်ကြဲကြဲခေါ်လိုက်ရမှသတိဝင်လာတော့တယ်ဟင်အခုခစ်ဘာဖြစ်သွားတာလဲမင်းရလေဖြစ်လိုက်ရင်ထူးဆန်းကြည့်ပဲမင်းစစောကပြောလိုက်တာပဲတတိယသေးလားဟမ် အဲ့ဒါခင်ကိုဝမင်းကိုအတင်းချက်တွန်းအားမပေးစင်ဘူးမင်းသဘောတူမှာလက်ထက်ပွဲကိုဆွတ်ဆင်မှာပါသဘောတူလေဟမ်သူမနှုတ်ကမဆိုင်မတွသဘောတူရဲ့ဟုပြီးပြောထွက်လိုက်ပြန်တယ်အမှန်ဆိုသူမအိမ်ရိဆိုင်ရအောင်မှာမဟုတ်လားအခုတော့သူမတလဲလုံလိုက်ပြန်ပါပြီမင်းသေးချာလို့လားမင်းနဲ့ကိုဝချစ်ကြတာမဟုတ်ဘူးလေချစ်တယ်ဟာပါစက်ကလည်းတလွဲထွက်သွားပြန်ပြီငါ့ကိုအထင်သေးတော့မင်းကိုချစ်တယ်လို့ပြောလိုက်တာလားအမဟုတ်ပါဘူးဒါဆိုမချစ်ဘူးပေါ့ အဲ့လိုလည်းမဟုတ်ဘူးလေအဲ့ဒါဆိုဗါလေသူမဖြေရကြက်နေပါရဲ့ပြောပြီးသားစကားတွေကများနေပြီမို့ဘာပြန်ဖြေရမှန်းမသိအမှန်တိုင်းပြောရရင်ခွန်ဆက်တော်သူမချစ်နေတယ်အကူကောခင်နဲ့လက်ထိပ်ရမယ်မဲ့ကြိုသိထားခဲ့ရလားဟွန်းကိုလည်းမနေရမှတိခဲ့တာပါကိုကတော့ကိုချစ်တဲ့ကောင်မလေးနဲ့လက်ထက်ချင်တာဘဝကိုပျော်ရွှင်စွာဖြတ်တန်းချင်တယ်အနာဂတ်ကိုသူနဲ့ပဲအချိန်ဖြုံးချင်တာအဲ့ဒါကြောင့်ကိုဒီလက်ထက်ပွဲကိုမငြင်းခဲ့ဘူးအင်းဒါဆိုအကူက ဟုတ်တယ်ကိုမင်းကိုချက်တယ်မင်းရောကိုကိုချက်ရလားကိုနဲ့ဘဝတခုမတိဆောက်ချင်ဘူးလားကိုနဲ့လက်ထက်ဘူးညင်းပယ်အောင်လို့လားဘလို့လို့ညင်းရမှာလဲခိတ်ကိုချက်တဲ့ခိရဲ့အချစ်ဆုံးမျိုးသားလေးကိုလက်ထက်မှာပေါ့ပြီးရောဘဝတခုလုံးဒီလူသားလေးလက်ထက်ကိုပုံအပ်လိုက်တော့မှာအဆုံးထိအကိုတောင်းဝင်ယူရမှာနော်စိတ်ချကိုကမင်းတွဲဆိုရင်အဆုံးဆုံးတဲ့အချစ်တွေနဲ့ပဲရှင်းတန်သွားမှာကို့ကိုသာယုံကြည်ပေးနော် ကွန်ဆက်တော်ရဲ့ပခုံးလေးပေါ်လက်လေးနဲ့ဖိကင်ပြီးခြေပြားလေးထောက်ပြီးနှက်ခမ်းလေးကိုအမျက်တနိုးနမ်းလိုက်တယ်။သူမရဲ့အပြုံးတွေကြောင့်ကွန်ဆက်တော်ပြုံးပြော်စေရဲ့။သူမကသူ့ရဲ့အတွက်ထမရပျော်ရွှင်ခွင့်ရလေးပါ။ဟုတ်ကဲ့ပါပရိသတ်များရှင်အဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ရက်တိမှလည်းခုလိုစိတ်ဝင်စားဖွယ်ရာဆက်လန်းကောင်းတွေကိုအမြဲမပြတ်တင်ဆက်ပေးမှာမို့လို့စောင့်မျှော်အားပေးနာစစ်မှာလို့ပြောကြရင်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။နောက်ရက်တိမှပြန်လည်ဆုံတွေ့ပါမယ်ရှင်။